။ Hello မင်္ဂလာရှိသောအချင်းခါသမယပါနှုတ်ကပတူကိုဝင်ငါပို့ရန်အတွက်အချိန်တိုင်းအခန့်ကောင်းပြင်ဆင်ပေးတဲ့ဘုရားရှင်နာမတော်ကပါအဆက်ဆက်ပုံကြီးွေးမင်္ဂလာရှိပါစေ။နှုတ်ကပတူနားထောင်ဖို့ရောက်ရှိလာသောညီကောင်တို့မှရောက်စီတိုင်းပေါ်မှာလေနှုတ်ကပတူနဲ့ဆက်ဆိုင်သောဘုရားရှင်ကောင်းချီးမင်္ဂလာနဲ့အတူငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းတက်ရောက်ပါစေလို့ဦးစွာနှုတ်ကွန်ဆက်တာပါတယ်။ ဒီကနေ့ကျွန်တော်တို့ယုံကြည်သူများကမိမိရဲ့သွားတော်လမ်းမိမိလောက်ဆောင်နေသောအရာမိမိပြုနေသော အမှုအသက်ရှင်နေသောအတ္တအတ္တတီကိုပြန်လဲစဉ်းစားဖို့ပြန်လဲပြီးဆင်ခြင်ဖို့ရန်အတွက်အမတမအရေးကြီးပါတယ်။မဖြစ်လို့ဒီလိုဆင်ခြင်ရမှာလဲမဖြစ်လို့ကျွန်တော်တို့ပြန်ပြီးတော့မှစဉ်းစားရမလဲဆိုရင်တာ၍ဘုရားရဲ့ကောင်းချီးမင်္ဂလာနဲ့ ဖယားရခင်ရဲ့ချီးမြှောက်ခြင်းကိုခံစားရဖို့ရန်ဖယားရခင်ရဲ့မဆာခြင်းကိုတာ၍ခံစားရရှိဖို့ရမယ်ဖြစ်ပါတယ်။နောက်ဒုတိယအချက်ကတော့သာတမဏေရဲ့တိုက်ခတ်ခြင်းထိုးနှက်ခြင်းသာတမဏေရဲ့ဖြစ်စီခြင်းကနေလွတ်မြောက်ဖို့ရမယ်ဖြစ်ပါတယ်။ဒီတော့ဒီနေ့ကြဆုံးနေတယ်ဆိုတာယုံကြည်သူတွေကြဆုံးနေတယ်ယုံကြည်သူတွေစိတ်သက်ကြနေတယ် 用起兜里钢筋嘛屁股嗦啦，把招嘞嗦啦，咪咪多大浪过，没生钱钱，咪咪表呢都阿姆哥变比了嘛，生钱钱变比了嘛，生啥钱没许多招，给你培养嘞看谁嘛，家怂嘞培养嘞看谁嘛，сами 婆姨家嘞培养嘞看谁嘛，сами 婆姨家，你这都叫啥他妈呢？ အတုံးအယုံဆုံးဆုံးနေတူတူဒီဆုံးနေနေတော့တူဒီဖြစ်ကြပါတယ်။ဒါကြောင့်မိမိသွားသောလမ်းကိုဆင်ခြင်ဖို့မိမိပြုနေသော အမှုတွေကို ပြန်ပြီးတော့မှစဉ်းစားကြဖို့ရင်အင်မတန်ပါအရေးကြီးပါတယ်။ဆာလန်ဆရာကတဏိတာကုံဆုံးလို့ညအိယာဝန်တဲ့အခါခါတိုင်းမှာသူပါကိုစဉ်းစားတယ်လေဆိုတော့ သူ့ရဲ့တဏိတာလှုပ်ရှားမှုတဏိတာလှုပ်ဆောင်နေတာဒီတဏိတာသူပြောဆိုနေတော့စကားတွေလှုပ်ဆောင်နေတော့အမှုတွေကို ပြန်ပြီးတော့မှစဉ်းစားတယ်စင်ကျင်တယ်ပြန်ပြီးတော့မှ သူစမြုပ်ပြန်တာဖြစ်တယ်ဒီလိုစမြုပ်ပြန်ပြီးတော့မှသူ့ရဲ့အမှားတွေရှိတယ်သူ့ရဲ့လိုအပ်ချက်တွေရှိတယ်ဆိုရင်သူထောက်ပြီးတော့မှဘုရားရှင်ကိုသူလက်ချပြီးဆုတောင်းတာဖြစ်တယ်ဘုရားရှင်ကိုခွန့်လပ်ပွင့်ရတဲ့ တောင်းပန်တာဖြစ်တယ်။လာမဲ့ native အတွက် ကောင်းကြီးခံစားစေခံစားချင်လို့ပဲဖြစ်ပါလား။ဒါကြတမကျန်းစာထဲမှာပါပြောတယ်ဆိုတော့အမျက်မပြေဘဲနဲ့လေနေမဝင်စင်နေတဲ့ပါဖြစ်လို့လေမနေ့ပြန်တာကောင်းကြီးမင်္ဂလာ အတစ်စီစဉ်ရမယ်နေဖြစ်တယ်မနေ့ပြန်တာကောင်းကြီးမင်္ဂလာအတစ်နဲ့ဝန်စားရမှာဖြစ်တော့ကြောင့်ဒီနေ့ရဒုစရိုက်ဒီကိုနောက်တနေ့မကူးသွားစေချင်လို့ပဲဖြစ်ပါတယ်ချစ်တော်ကြီးကိုမောင်နှမရီ ဒီနေ့တင်ဖြတ်တန်းလာခဲ့တဲ့ဘဝအတ္တကိုပြန်စင်းစားပါတင်ပြုတ်နေသောအရာတွေပြိုးနေသောအရာတွေလုတ်ဆောင်နေသောအရာတွေအားလုံးဟာဘုရားရခင်နှစ်သက်တော်လမ်းဖြစ်နေသလားဘုရားရခင်နှစ်သက်တော်မူသောအမှုဖြစ်သလားတင်ပြိုးဆိုနေသောစကားတွေဟာလည်းဘုရားရခင်နှစ်သက်တော်စကားဖြစ်နေသလားဆိုတာကို ပြန်လည်စဉ်းစားဆင်ခြင်ပြီးတော့မှဒီနေ့ မိမိတော်တဲ့လမ်းဒီကိုဆင်ခြင်ကြဖို့ရင်အတွက်နှုတ်ကပတ်တော်တုံတင်ပါတယ်။ဒါကြောင့်တမန်ကျမ်းစာထဲမှာဆာလနံပါတ်50ထဲမှာပါပြောထားတယ်ဆိုတော့ပိုက်ငယ်23ထဲမှာခခွေးမှာဆိုရင်မိမိတော်တော်လမ်းကိုဆင်ခြင်တော်သူအားလေကဲတင်တော်မူခြင်းယေရှုကိုငါပြမိဟုဘုရားသခင်မိန့်တော်မူ၏။မိမိတော်တော်လမ်းကိုဆင်ခြင်တော်သူအားလေကဲတင်တော်မူခြင်းယေရှုကိုငါပြမိ ဆရာချစ်တော်ညီကောင်မတော်ရီဒီနေ့ကောင်းချီးမင်္ဂလာခံစားချက်နဲ့ချင်းမြောက်ချင်းခံစားချက်နဲ့အောင်မြင်တော်သူတယောက်အနေနဲ့ယက်တီချင်းနဲ့ဖယားရခင်စိတ်မှာအောင်မြင်တော်သူဖြစ်ယုံမကဘဲနဲ့စာတမာနကိုအလဲထိုးနိုင်တော်သူစာတမာနစိတ်မှာလက်ကိုမြောက်ပြီးတော့မှဂျေဇုတော်ချီးမွမ်းတော်သူစာတမာနစိတ်မှာအောင်မြင်ကိုလွှမ်းထူတော်သူ ဖြစ်ခြင်းနဲ့ဆိုရင်ဒီကနေ့ကျွန်တော်တို့ ဖြတ်တန်းလာခဲ့တဲ့အတိတ်ကာလရဲ့ဘဝတွေကိုပြန်ပြီးဆင်ခြင်ဖို့ဖြစ်တယ်။ဒါပေမဲ့ဒီလိုပြန်ဆင်ခြင်တဲ့ဆိုတာအဲ့ဒီအတိတ်ကိုပြန်သွားဖို့မဟုတ်ပါဘူး။အဲ့ဒီအတိတ်ကိုကျွန်တော်တို့အဲ့ဒီအတိတ်ကြောင့်ဝမ်းနဲ့ကြေကွဲပြီးတော့မှစိတ်တကြနေဖို့လည်းမဟုတ်ပါဘူး။လာမယ့်အနာဂတ်ကိုတာ၍ကောင်းသောအတ္တတာထဲမှာဆောက်လန်းတော်သူဖြစ်ဖို့မိမိသွားသောလမ်းကိုဆင်ခြင်ဖို့လိုပါတယ်။ဒါအတိတ်ကာလအတွက်ဖြစ်တယ်။ပြီးလို့ရှိရင်အခုကျွန်တော်ရပ်တည်နေတဲ့ ဘဝအခြေအနေကဘယ်လိုအခြေအနေမှာလဲငါဟာဘုရားသခင်နဲ့အဆက်အသွယ်ရှိနေတော်သူလားဘုရားသခင်ကိုကိုးစားနေတော်သူလားလောကအလုပ်ကိုပဲဦးစားပေးပြီးရပ်တည်နေသလားစီပေါ်လုပ်ငန်းကိုပဲတဲကြီးမဲကြီးလုပ်ပြီးဘုရားကိုမိန်နေတော်သူလားတမမှုရင်သူ့စိတ်ထဲမှာကျင်လည်နေတော်သူလားဘုရားသခင်နဲ့ကိုးစားပြီးဘုရားသခင်နဲ့တွာလာနေတော်သူလားငါပြောနေတဲ့စကားတွေဟာဘယ်လိုစကားမျိုးပါလဲ အာလူရီချိန်ဟစ်တဲ့ပါသလားဘဝင်းချင်းကပေါ်ကျွန်ုပ်ကိုဘယ်လိုမြင်နေကြသလဲယုံကြည်သူတွေမယုံကြည်သူတွေကကျွန်ုပ်ကိုဘယ်လိုမြင်ကြသလဲကျွန်တော်ဟာဘုရားပုံကိုတည်ဆောင်နေတော်သူလားကျွန်မကျွန်တော်ပြောလိုက်တဲ့အရာအားလုံးဟာသူတပါတီဆောက်ဆရာများဖြစ်နေတလားဆိုတဲ့မိမိရဲ့အတ္တကိုစင်ချင်တော်သူမိမိတော်တော်လမ်းကိုစင်ချင်တော်သူဟာကဲတင်တော်မူခြင်းဂျေဇုကိုပြမယ်လို့ပြောပါတယ်ချစ်တော်ကြီးကမှနမရတယ် ဒီလိုပြန်လဲစဉ်းစားဆင်ခြင်ပြန်လဲပြီးအောက်မိတ်ပြီးတော့မှမိမိရဲ့အတ္တဟာတောနေတာဟာမှားနေတယ်ဆိုရင်ကျွန်တော်တို့ဒီပြန်ပြီးတော့မှဘုရားရခင်စီကိုတိုးဝင်ဖို့ပြန်ပြီးတော့မှဘုရားရခင်၌ချင်းကပို့ရတဲ့အတွက်ကျွန်တော်တို့တမန်ကျမ်းစာကဒီလိုဖော်ပြထားပါတယ်ယေရမိအနာကတိကျမ်းထဲမှာကျွန်တော်တို့ပြစ်မှားသောအရာတွေကိုနောင်တရပြီးတော့မှဘုရားရခင်စီကိုပြန်သွားကြရအောင် ဘုရားတို့ခင်စီကိုလက်မြောက်ပြီးတော့မှဆုတောင်းကြရအောင်ဆိုပြီးတော့မှယေရမိအနာကတိချန်ထဲမှာဒီလိုပဲကျွန်တော်တို့ကိုတော်တင်ထားပါတယ်။ဒါကြောင့်ကျွန်တော်တို့တောနေတဲ့လမ်းခီးတွေကျွန်တော်တို့လုတ်ဆောင်နေတဲ့အမှုတွေကိုပြန်လဲဆင်ခြင်ပြန်လဲပြီးတော့မှစဉ်းစားပြီးတော့မှားနေတလားမှတ်နေတလားကျွန်တော်တောနေတဲ့နေရာရက်နေတဲ့နေရာကျွန်တော်နေတိုင်းပြောနေတဲ့စကားတွေဟာဘုရားမြတ်တဲ့အမှုလားဆိုတာကိုဒီကိစ္စတော်ညီကောင်မောင်မများ ြန်လဲပြီးတော့မှဆင်ခြင်ကြရအောင်မိမိတော်နေတဲ့လမ်းဟာကောင်းနေတယ်ဆိုရင်နှုတ်ကပတ်တော်ကဂတိတော်ရှိပါတယ်ဖရာခင်နှုတ်ကပတ်တော်ကဂတိတော်ရှိတယ်ထိုနှုတ်ကပတ်တော်ကဂတိတီတော်ကြောင့်ကျွန်တော်တို့ရဲ့အသက်တာကိုတာဝန်ယူမှာဖြစ်တယ်လို့ဆာလနံပါတ်39အပိုင်ငယ်23ကနေဖတ်တော်လို့ရှင်ဒီလိုတွေ့ရပါတယ်ကောင်းတော်သူ၏ခြေရာတော့ကိုထာဝရဖျားသည်ပဲ့ပြင်တော်မူ၍ တောတူတော်ရာလံကိုညစ်တက်တော်မူ၏ထောတူသည်လဲတော်လဲဆုံးရာတော်မရောက်ရအကြောင်းမူကားထာဝရဖျားသည်သူ၏လက်ကိုကင်မတော်မူ၏ကျောင်းမတော်သူသည်စွန့်ပစ်ခြင်းကိုခံရသည့်အကြောင်းသူဤသားမည်တို့သည်တောင်း၍စားရသည့်အကြောင်းကိုငါသည်အသက်ပျော်သည့်ကာလမှစ၍အိုသည့်တိုင်အောင်မမြင်စဘူးသူသည်အစဉ်တနာသောဆိတ်ရှိသည်နှင့် သူတပါတော့အာချင်းဟာတက်သည်ဖြစ်၍သူဤတာမီတို့သည်ကောင်းကြီးမင်္ဂလာကိုခံရကြ၏ကောင်းသောသူဤခြေရာတို့ကိုထာဝရဖျားပဲ့ပြင်တော်မူ၍သူတော်ရာလမ်းကိုနှစ်သက်တော်မူ၏ဟာလေလုယာဒါကြောင့်ဒီနေ့ကျွန်တော်တို့တော်နေတဲ့လမ်းခရီးဟာဖျားရခင်နှစ်သက်တော်လမ်းခီဖျားရခင်ကြိုက်နှစ်သက်ပြီးဖျားရခင်တဘောချတဲ့ လမ်းကြီးဖြစ်ဖို့ဆိုရင်မိမိတော်နေတဲ့လမ်းကိုပြန်ပြီးဆင်ခြင်ပါမိမိပြုသောအမှုကိုပြန်ပြီးစဉ်းစားပါ ပြန်ပြီးအောက်မိတ်ပါမိမိပြုနေတဲ့အမှုဟာမှားနေသလားသူတစ်ပါးကိုနိုင်လို့ညှင်းဆဲတဲ့အမှုဖြစ်နေသလားသူတစ်ပါးအပေါ်မှာမတရားပြုနေတော်သူလားထောင်ထွားဆိုကားတော်သူဝါကြွားတော်သူ မောက်မာတော်သူ ပြင်းထန်တော်သူအာစစ်ပြည့်စရာကောင်းတဲ့ ပုပ်ကိုဖြစ်နေသလားတစ်ခါတစ်ခါကြောက်ရင်ကျွန်တော်တို့ကကျွန်တော်တို့ကိုမမြင်ဘူးသူများရဲ့အပြစ်သူများရဲ့အာဏာချက်ကိုမြင်ဖို့လွယ်ပေမဲ့ကိုယ့်ကိုယ်ကို ပြန်ပြီးတော့မှမြင်ဖို့ရင်အင်မတန်မှခက်ခဲပါလေဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့အတ္တအတိအသေးကိုစင်ကြင်ဖို့လိုတယ်ကျွန်တော်တို့ရဲ့အတ္တများကိုပြန်စင်းစားဖို့လိုတယ်သူများကိုပဲလိုက်ပြီးစစ်နေတော့သူသူများကိုပဲလိုက်ပြီးတော့မှတရားစီရင်တော့သူမဟုတ်ပဲနဲ့ကိုယ့်ရဲ့အတ္တကိုအရင်ဦးဆုံးစီရင်ဖို့အရင်ဦးဆုံးစဉ်းစားဖို့ဆင်ကျင်ဖို့ လိုအပ်ပါလေကျွန်တို့လည်းတရားဟောပြီးတိုင်းတရားဟောပြီးတိုင်းကိုယ့်ကိုယ်ကိုဆင်ခြင်ရပါလေကိုယ့်ရဲ့တတကိုကြည့်ရပါလေကိုယ့်ရဲ့တတအแทမှာလိုအပ်တာဒီအားနေတာတွေရှိတဲ့အခါမှာပြင်ဖို့ဘုရားသခင်စီမှာခေါ်တာတောင်းခံပါလို့အပိတ်ချက်ပါချစ်တော်ညီကောင်မတော်များမိမိတော်တော်လမ်းကိုဆင်ခြင်တော်သူအားလေကယ်တင်တော်မူခြင်းယေရှုကိုပြမယ်ဘုရားရှင်ကကျွန်တော်တို့ကိုကောင်းတော်လမ်းကိုပြတယ်ဘုရားရှင်ကကောင်းတော်လမ်းကိုဆွေးပို့တယ်ဒါပေမဲ့ကျွန်တော်တို့တီးရ မိမိကိုယ်ကိုမိမိမစင်ချင်ဘူးပြန်မစင်စားဘူးမိမိချက်တလို့အသက်ရှင်ပြီးတဲ့အခါမှာဖျားပြတဲ့လမ်းဖျားခင်ပို့ဆောင်တဲ့နေရာကိုမရောက်တော့ပဲတဲ့ဘယ်ကိုရောက်သွားသလဲဆိုရင်ချက်တွေ့တော့လွန်ပြင်းချက်တွေ့တဲ့နေရာမှာပဲအမြဲတမ်းထိုင်နေရတာဖြစ်တဲ့အမြဲတမ်းနေနေရတာဖြစ်တဲ့တမချန်းဆာကအမှခံပေးထားပါလေကောင်းတော့သူ၏ခြေရာကိုထာဝရဖျားပဲ့ပြင်၍သူ့တော်ရလန်းကိုနှစ်တတော်မူ၏ မိမိတော်တော်လန်ကိုစင်ကျင်တော်သူကိုကယ်တင်တော်မူခြင်းကြီးစုပြမယ်လို့ပြောတယ်ဘလောက်ထိဘုရားရှင်အာမခံရှိတယ်လဲဆိုတော့သူ့ရဲ့သားမြေးဒီသူ့ရဲ့သားသမီးဒီဟာလမ်းပေးမှာတောင်းစားတယ်ဆိုတာလဲမရှိရဘူးပြီးလို့ရှိရင်တဲ့သူ့ဤသားမြေးတို့ဒီကောင်းကြီးမင်္ဂလာကိုခံစားရကြ၏ချစ်တော်ညီကောင်မများမနေ့ကမာယွန်ခဲ့တဲ့အမားဒီနေ့ဂျွန်လွန်ခဲ့တဲ့ နှမိနစ်၃မိနစ်လောက်ကပဲဖြစ်ဖြစ်အတိတ်ကာလကကျွန်တော်တို့ရဲ့အတ္တကိုဆင်ခြင်ပြီးတော့မှတိအရာကိုလာမဲ့နာဟီပိုင်းလာမဲ့မနဲ့ပြန်တဖက်ခါကျွန်တော်တို့တည်မတော်ချရအောင်အဲ့ဒီသူစရိုက်ကြောင့်ကျွန်တော်တို့အတ္တထဲမှာကောင်းချီးမစည်းတာဖြစ်တယ်အဲ့ဒီသူစရိုက်ကြီးကြောင့်မကောင်းတဲ့သူစရိုက်ကြီးကြောင့်ကျွန်တော်တို့အတ္တထဲမှာဖရာရဲ့ကောင်းချီးမင်္ဂလာနဲ့ချင်းမြောက်ချင်းကမလာနိုင်တာဖြစ်တယ်ဒါကြောင့် ်ယေရမိကပြောတာဖြစ်တယ်လက်ကိုခြီးပြီးတော့မှလက်ကိုဖြတ်ပြီးတော့မှငါတို့ရဲ့သူစီအပြစ်ကိုဝန်ချတောင်းပန်ပြီးအသက်ရှင်တော့ပြရခင်စီကိုပြန်သွားကြရအောင်လို့နှိုးဆိုထားပါတယ်ဒီနေ့လေဒီမှာနားထောင်နေတဲ့ချစ်တော်ညီကောင်မနမလေးနှိုးဆိုချင်ပါတယ်နှုတ်ကပတ်တော်အဖြစ်ခွန်အပ်ပေးချင်ပါတယ်တင့်အသက်တာကိုအမြဲတမ်းဆင်ခြင်ပါတင့်ရဲ့သက်တာကိုနှုတ်ပတ်တော်နဲ့အမြဲတမ်းချိန်ထောပါတင့်ရဲ့သက်တာကိုနှုတ်ကပတ်တော်နဲ့အလင်းပေးပါလို့အပေးချပါတယ်လူဘဝဟာ စိုးညစ်ပြီးတော့မှကိုယ့်ကြောင့်မဟုတ်ဘဲနဲ့သူတပားကြောင့်လည်းမှားယွင်းစရာတိတ်များတဲ့ကာလဖြစ်တယ်။ယခုကာလဆိုပို့ပြီးတော့မှကောင်းတဲ့အလုပ်ကုသိုလ်လုပ်တော့သူနဲတစ်ထက်နဲလာပြီးတော့မှအကုသိုလ်တရားပွားများတဲ့သူတွေပို့ပြီးတော့မှများလာတာတွေ့ရပါတယ်။ကုသိုလ်လုပ်ပါတယ်ဆိုပြီးတော့မှအဲ့ဒီကုသိုလ်ရဲ့ကုသိုလ်လုပ်နေခြင်းနဲ့ပဲအကုသိုလ်ပွားနေတဲ့သူတွေများစွာများစွာဒီနေ့ခက်မှာဖြစ်လာတာဖြစ်ပါတယ်။ ဒါကြောင့်ဒီနေ့ကျွန်တော်တော့အနေနဲ့လမ်းကြီးကိုဆင်ခြင်ပြီးလုပ်နေတဲ့အမှုတွေကိုဆင်ခြင်ရအောင်တင်လုပ်နေတဲ့အမှုဟာဘုရားနှစ်သက်တဲ့အမှုဖြစ်နေသလားတင်ဘုရားသခင်ကိုကြိုးခိုင်းနေမိပြီလားဘုရားသခင်ကိုဦးစားပေးနေရမယ့်အစားဘုရားသခင်နဲ့တူတော်လာနေရမယ့်အစားလူကိုကိုးစားပြီးအသက်ရှင်နေမိသလားတောင်းဝင်မိသားစုကိုအားကိုးပြီးအသက်ရှင်နေမိသလားဒါမှမဟုတ်ရင်ဆိုမိမိကိုယ်ကိုမိမိအားကိုးပြီးအသက်ရှင်နေမိသလားဘုရားသခင်နဲ့တော်နေရမယ့်အစား ငါလုံနိုင်တယ်ငါတတ်နိုင်တယ်ဆိုပြီးတော့မှအဲ့ဒီအနောက်ကိုလိုက်နေတလားစင်ချင်းပြီးတော့မှမိမိသွားတော်လမ်းကိုစင်ချင်းတော်သူကိုဖရာခင်ကကဲတင်တော်မူခြင်းကျေးဇူးပြမယ်ဒီနေ့တင်မနီနဲ့တင့်ရဲ့အတ္တကိုစင်ချင်းမိရင်ဖရာခင်ကတင့်ကိုလမ်းပြခြင်းတယ်ဟာလေလုယာဖရာခင်တင့်ကိုဆွေးကိုခြင်းနဲ့ငါတန်ငါတမီတီလမ်းမဟုတ်ဘူးတီလမ်းတော်ပါလို့ပြောခြင်းတော်ဖြစ်တယ်တင့်ကိုပြနေတာဖြစ်တယ်ဖရာခင်ကဘယ်တော့အခါမှ ချောက်တွေ့တော့လွန်ပြင်ကုန်မှာပေါ့ဘူးဘယ်တော့အခါမှကျွန်တော်ကိုဆုံးဆုံးချင်တဲ့ထဲမှာအပူအကယ်၍တင်မင်းရဲ့ဖုံးမတို့ချက်တဲ့ကျွန်တော်ဆောက်တာမိတီတိုင်အောင်ဖရာရခင်ဒီကျွန်တော်တို့ကိုပွေကားတော့ဖရာဖြစ်တယ်ဟာလေလုယာဘာလို့လဲကျွန်တော်တို့ကိုတိတ်ချစ်တော့ဖရာပို့ဖို့လားကျွန်တော်တို့ကိုတိတ်ကြီးဆိုင်တော့ဖရားမဟုတ်ဘူးလားကျွန်တော်တို့ကဖရားရခင်ကိုမိတ်ယုံနေတည်တိုင်အောင်ဖရားရခင်ကကျွန်တော်တို့ကိုပယ်တော့မှမမိတ်တော့ဖရားဖြစ်တယ် ။အဲတော့မှမစွန့်ပြစ်တော့ဖရာဖြစ်တဲ့တို့တော့တို့တော့တိတ်ရဲ့အတ္တကိုဆင်ခြင်ဖို့လိုတယ်။တိတ်ရဲ့ပြုနေတော့အမှုဒီကိုဆင်ခြင်ဖို့စဉ်းစားဖို့လိုတယ်။တဏိတာရဲ့အခြေအနေကိုစဉ်းစားပြီးတော့မှလက်ကိုမြှောက်ပြီးသူ့ဆက်ပြုမိတယ်ဆိုရင်ဖရာခင်စီကိုတော်ဝံပါ။တာယာတော်မြင့်တာစင်းလန်းရာကျက်စားရာအယက်စင်လန်တို့ကျဆာရရကိုပုံဆောင်ပေးဖို့ရင်တော့လက်သွေးခုန်နေတော့ထိုးအရှင်ဖျားခင်ထာတို့တော့ပြောင်းလဲဖို့ရင်တော့ ဒီကနေ့ခုနပေးချက်ပါလေချစ်တော်ဒီကမ္ဘာမှာမြောင်းကောင်းတော်သူဤခြေအားတို့ကိုထာဝရဖျားပဲ့ပြင်ပေးတယ်မိမိတော်တော်လံကိုဆင်ခြင်တော်သူကိုကယ်တင်ခြင်းယေရှုပြတယ်ဒီနေ့ကျွန်တော်တို့ပြုနေသောအရာတွေပြောနေသော စကားတွေလှုပ်ရှားနေသောအမှုအရာတွေကျွန်တော်တို့နှုတ်ကပတ်တော်ကပြောပေမဲ့စားခဲ့သောငန်းသောအရာသာရှိဖို့ပြောပေမဲ့အမြဲတမ်းအရာသာမရှိတဲ့စားခဲ့သူဖြစ်နေသလား အလင်းလင်းဖို့ပြောနေပေမဲ့အလင်းကိုမဆောင်တော့သူဖြစ်နေသလားကိုယ့်အတ္တကိုဆင်ခြင်ပြီးတော့မှဘုရားခင်စီကိုပြန်တဲ့တော်ဝံပါချင်ကပါ ကောင်းတော်လန်းကိုပြ၍ တိထက်တာ၍ကောင်းသောအောင်မြင်ခြင်းကိုပေးခြင်းသောဖရာဖြစ်တယ်။ဒီနေ့အတ္တတာကိုစင်ခြင်းရဲ့သူ့ဆက်ကိုစံပြထားခဲ့မယ်။ထားခဲ့မယ်ဆိုရင်တော့မနစ်ပြန်ဟာကောင်းခြင်းမင်္ဂလာအတ္တနဲ့ဖရာခင်ကြိုးဆိုပြီးတော့မှတင့်အတွက်မှားထားတဲ့နေတိကိုတင်ဝန်စားခွင့်ရမှာဖြစ်တယ်။ကောင်းခြင်းမင်္ဂလာတွေနဲ့ပြည့်ဝသောအာအယောက်စီတိုင်းဖြစ်ပေါ်ရန်အတွက်ဒီနေ့အတ္တတာများတည်တည်စင်ခြင်း၍သူ့ဆက်များပြုမိပါက ြင်ဆင်စရာများကိုပြင်ဆင်ပြီးတော့မှဒီနေ့မနှက်ဖြန်လာမယ့်အနာဂတ်ကိုကောင်းချီးမင်္ဂလာအတင်းနဲ့သူတာသမီးဒီအထိကောင်းချီးခံစားတော်သူများဖြစ်ဖို့တိုးဝံကြပါစို့လို့ငါကတော့အားဖြင့်ခွန်အားပေးရင်တိုက်တွန်းပါတယ်ကျမ်းတော်တော်သူအရောက်တိုင်းအပေါ်မှာဖျားရခင်ကောင်းချီးပေးပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ဒီနောက်ကဘတော်ကိုခွန်အားရတယ်ဆိုရင်ဒီနောက်ကဘတော်ကိုသူတစ်ပါးကိုလည်းပြန်ပြီးတော့မှ ျဝေပါလို့တင်နေရကနေမေတ္တာရက်ခတ်ပါတယ်အရောက်တိုင်းအမှုတော်မြတ်မှာပါဝင်နိုင်ပါစေခြေဆုတက်ပါတယ်